အခုတကမှာတော့ဂေါလာဟာလာမဟုတ်တော့ဘင်းနဲ့ဝမ်ချမ်ပီယံရှစ်ကတော့ဂျပန်နိုင်ငံရဲ့နံပါတ်1ဖိုက်တာကြီးဖြစ်တဲ့တန်ရှင်နာဆူကာဝါကိုခေါ်ဖို့အတွက်ကံလန်းလိုက်ပြီးဖြစ်ကြောင်းအသိကြသတင်းတွေကတော့ထွက်လာနေပါပြီဂျပန်နိုင်ငံရဲ့ဒုတိယနာမည်ကြီးဆုံးနံပါတ်2ဖိုက်တာကြီးဖြစ်တဲ့တာဂီရုကိုဝမ်ချမ်ပီယံရှစ်ကသပွဲထိုးကြီးဒေါ်လာသန်းလောက်နဲ့ ခေါ်ယူခဲ့ပြီးတော့အကောင်းဆုံးပွဲတွေပြင်ဆင်ပေးခဲ့ပေမယ့် Takeru ရဲ့ One Championship ကစားသမားဘဝကဘာဆိုဘာမှမဟုတ်ခဲ့ပေနဲ့ရေးဆုံမျောခဲ့တာပဲဖြစ်ပါရီ Super လက်ကိုလေးရှုံးနေဘာစင်မှမဟုတ်တဲ့ One Championship မှာပြောတာပါဘာစင်မှမဟုတ်တဲ့တန်းစင်ကိုတော့နိုင်နေနောက်ဆုံးမှာဘာဖြစ်လဲ CEO Chetri ကသူအဖြစ်ချင်းဆုံး Rotan နဲ့ Takeru ရဲ့ပွဲကိုပြင်ဆင်ပေးခဲ့ပေမယ့်လေ second byte နဲ့ Takeru က Ale 2ရှုံးနေခဲ့တာပဲဖြစ်ပါရီ ဲ့ဒီမှာပဲ machine ကကြာရှုံးသွားခဲ့ပြီးတော့ဒါအကျိုးမြတ်တွေတော့အများကြီးရခဲ့ပေမဲ့လေသူ့အနေနဲ့ဒါမျောလင့်ထားသလိုဖြစ်မလာခဲ့ဘူးเนาะအခု World Championship ကအမေရိကအစည်းကွက် Challenge နောက်ဆုတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာဂျပန်ဘက်ကအပြစ်ဝါအိုင်ယွန်စိုက်ဖို့ဟန်ပြလာချိန်မှာအခု tension ကိုမဖြစ်မနေခေါ်ယူဖို့တော့ YSU ဖြစ်တဲ့ Cheshire ကလှုပ်ဆောင်လိုက်ရပါပြီ။လက်ရှိမှာ World Championship Promotion Back က1173ပြိုင်ပွဲကိုဂျပန်သွားရောက်ကျင်းပမယ့်အကြောင်းတရားဝင်ထုတ်ပြန်ထားပြီးဖြစ်တယ်။ Bay Fighter ရဲ့သွေးဆိုင်တွေကိုထက်သွင်းမယ်ဆိုတာချပြခြင်းမရှိသေးဘူး။သတင်းထုတ်တွေကထန့်ရှင်းအကြောင်းမေးချိန်မှာ1ရဲ့173ပြိုင်ပွဲကြီးမှာပါဝင်လာနိုင်ခြေရှိတယ်လို့ CEO Cheshire ကပြောသွားတယ်။အတိအကျတော့မဟုတ်ဘူးလို့ဆိုထားတယ်။ဒါပေမဲ့အခုဒါထန့်ရှင်းကိုစတင်ကန်လန်လိုက်ပြီလို့ကျွန်တော်နေနေ ခြားသီးရာတွေပေါ့နော်။ဇန်ရှင်းကိုကျွန်တော်တို့ခေါ်တဲ့အချိန်မှာအခု1ရ173ပြိုင်ပွဲမှာအဲ့ဒီပွဲကိုပဲဂျပန်နိုင်ငံမှာကျင်းပမယ်ဆိုတော့ဒါလူစိတ်ဝင်စားမှုရအောင်အကျိုးမြတ်တွေများကြီးရအောင်တပွဲပဲခေါ်ထူးခိုင်းတာလေးဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဒါ YSCO ဖြစ်တဲ့ Chattery ကတော့ဒါ Tension နဲ့ကျွန်တော် Rotan ကိုမကြည်ပွဲထူးခိုင်းချင်တဲ့အနေအထားမှာရှိတယ်အားလုံးကတော့ကျွန်တော် Takeru နဲ့ Tension ရဲ့မကြည်ပွဲလိုချင်တယ်ပြီးတစ်ခါကျတော့ Rotan နဲ့ Tension ရဲ့မကြည်ပွဲလိုချင်တယ်ဒါဝင်ပဲဒီ Yasu နှစ်က เนาะ ASEAN ကျွန်တော်ပြည်သက်တွေကအခြေချင်းဆုံးပွဲဖြစ်ပါတယ်ဒါမျိုးဖြစ်နိုင်ပါတယ်เนาะဆိုတော့အခုသတင်းတွေကတော့အတိအကျကိုတက်လာနေပြီ tension ကိုခေါ်ဖို့အတွက်လုံဆောင်လိုက်ပြီးဖြစ်ကြောင်းသတင်းတွေတက်လာနေတာပါ World Championship ရဲ့အနေထားကအခုဂျပန်ဈေးကွက်ကိုအာယုံစိုက်တဲ့အချိန်မှာနော်ကျွန်တော်ဂျပန်ကနာမည်ကြီး fighter တွေအားလုံးဒီဘက်ကိုသိမ်းပိုက်စာချုပ်ချုပ်နေခြင်းဆိုတော့ဒါ tension ကိုခေါ်ဖို့အတွက်ကမဖြစ်နိုင်ဘူးလို့ကျွန်တော်အနေနဲ့လုံးဝလုံးဝကိုမပြောနိုင်ဘူး တာဂီရူကိုနော်အခြေပြုထားတဲ့အနေထားကနေတန်ရှင်းထိလှမ်းပြီးတော့အားပြုလိုက်မယ်ဆိုရင်ဈေးကွက်အနေထားရော ပြန်လည်ရရှိနိုင်တဲ့အကျိုးမြတ်ပမာဏတွေတွဲချက်ပြီးထူကြီးတွေအများကြီးပြီးခေါ်လိုက်တာမျိုးလေကျွန်တော်နေနေဖြစ်နိုင်ပါတယ် ဝီကီပီးဒီးယားရဲ့ဖော်ပြချက်မှာတော့ tension ဟာခေပေါစင်40ပွဲထိုးတာမှာလုံးဝရှုံးပွဲမရှိသေးဘူး28ပွဲ KO လို့ဆိုထားပေးဖြစ်ပါတယ်။ဒါအပြင် professional အခုသူထိုးတဲ့အဖွဲ့အစည်းမှာပေါ့နော် boxing ပွဲခနဲ့ပွဲထိုးတာမှာဒါအားလုံးအနိုင်ရရှိထားရသူပဲဖြစ်ပါတယ်။ဆိုတော့ပြည်သက်ပြီးဆုံးမျောနေကြတယ် target route နဲ့ tension ရဲ့မကြေပွဲလား ရော့ထန်နဲ့ထန်ရှင်ရဲ့မကြေပွဲလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရတော့မှာပါအခုထန်ရှင်ကိုခေါ်တော့မယ်နော်စတဲ့ကန်လန်းလိုက်ပြီလို့သတင်းတွေအတိအကျထွက်လာလို့ World Championship 1 173ပြိုင်ပွဲကြီးကတော့အရန်ကိုမှသူစိတ်ဝင်စားမှုမြင့်တက်လေရှိနေတာကိုတွေ့ရပါတယ်ဗျာ